ကဲတာရုတ်မီရေအားလုံးမင်္ဂလာပါဆရာတို့ဒီနေ့နော်လေ့လာမယ့်သင်ခန်းစာက Unit 4 Numbers and Shapes Lesson 3 Numbers 20 to 100ကိုဆရာတို့ကဒီနေ့လေ့လာမှာဖြစ်ပါတယ် numbers 20 to 100ဆိုတော့ဆရာတို့ကနံပါတ်20ရနေတရာထိကဏ္ဍနေအားလုံးကိုဆရာတို့ English လို့ဘယ်လိုလေးများယူရမလဲဆိုတာကိုဆရာတို့ကဒီသင်ခန်းစာမှာလေ့လာมาဖြစ်ပါတယ်ဒါဆိုရင်သားတို့သမီးတို့နဲ့ဆရာတို့နဲ့အတူတူနံပါတ်20ရနေတရာထိကဏ္ဍနေအားလုံးကိုအတူပျော်ပျော်ကြီးယူလိုက်ကြအောင်နော်ကဲသားတို့သမီးတို့ရေဆရာတို့ဒီနေ့မှာတော့ဆရာတို့က numbers 20 to 100အဘိနော20ရက်နေတရာတိကဏ္ဍနေကိုဆရာတို့က English လို့ဒါတို့သမီးတို့နဲ့တူတူ ြောကြမယ်ဆိုတော့တာရုတ်မီတို့ကဆရာရုတ်ပြတာကိုအရင်ဆုံးနားထောင်နားထောင်ပြီးသွားရင်အနောက်ကနေလိုက်ပြီးတော့ရုတ်ကြည့်ပါเนาะကဲဒါဆိုရင်ဆရာတို့ပထမအဦးဆုံးဒါ20နဲ့29 20 to 29 ठी ဆရာတို့အရင်ဆုံးသွားလိုက်မယ်ဟုတ်ပြီเนาะဒါဆိုရင်ဆရာအရင်ဆုံးစရုတ်ပြမှာเนาะ20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 29ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာကဒါ2229အရင်ရွတ်သွားတာကဲဒါဆိုရင်ဆရာနောက်တစ်ခါထပ်ပြီးရွတ်မယ်ဒီတစ်ခါတာတို့သမီးတို့ကဆရာအနောက်ကနေလိုက်ပြီးတော့တူတူရွတ်မယ်โอเคဆရာတို့စမယ်နော်ကဲဆရာနဲ့တူတူလိုက်ရွတ်မယ်โอเค ready စပြီ20 21 22 23 24 25 26 27 28 29 26 27 28 29 30 31 32 33 34 35 36 37 38 39 40 ဟုတ်ပြီဒါတို့သမီးတို့ကဒါအတော်တာပဲကဲဒါဆိုရင်ဆရာတို့ဆက်မယ်ဒီခါကျတော့ဆရာတို့30ကနေ39တိထပ်သွားမယ်ဟုတ်ပြီဒါဆိုရင်အခုနောက်လိုပဲဆရာအရှင်းအနေဒါတို့သမီးတို့ကိုအရင်ညွတ်ပြမယ်နော်တေးသေးချာချာလေးဆရာညွတ်ပြတဲ့အတန်လေးကိုလိုင်းနားထောင်ပါโอเคဆရာစညွတ်ပြီနော်30 31 32 33 34 35 36 37 38 39 34, 35, 36, 37, 38, 39. 하 we know? 30 ဆိုရင်ဒါ30ကနေ39 32 39ကဲဒါဆိုရင်နောက်တစ်ခါထပ်ပြီးတော့ဒါတို့တပီတို့နဲ့ဆရာတို့နဲ့တူတူထပ်ရွတ်မယ်ကဲဒါတို့တပီတို့ဆရာနဲ့တူတူလိုက်ရွတ်မယ်နော်โอเคစပြီ30 31 32 33 34 39ဟာဟုတ်ပါပြီအရန်တော်ပါတယ်ဒါတို့မြို့တော့ကဲဒါဆိုရင်ဆရာတို့ထပ်ပြီးတော့အရှိကိုဆက်သွားမယ်ဒီတစ်ခါ42 49 40 49โอเคဒါဆိုရင်ဆရာအရင်ညွတ်ပြမယ်နော်ဒေချာနောက်ထောင်းပါ40 41 42 43 44 45 46 47 48 48 49ဟုတ်ပြီเนาะဒါဆရာတို့40ရာနေ49ကိုကဲဒါဆိုရင်နောက်တစ်ခါထပ်ပြီးတော့ဒါတို့တပီတို့နဲ့ဆရာတို့နဲ့တူထပ်ရုံမယ်ကဲသေချာလိုက်ရုတ်ပါဆရာနဲ့တူစပြီโอเค40 41 42 43 44 45 46 47 48 49 ကဲဟုတ်ပြီဒါတို့သမီးတို့ဒါတော့ပါလေကဲဒါဆိုရင်ဆရာတို့ထပ်ပြီးတော့ဒီက50 to 59 50နဲ့59ထိုက်ရုံပဲကဲဒါဆိုဆရာအရင်ရွတ်လိုက်မယ်နော်ဟုတ်ပြီတခြားနားထောင်ပါ50 51 52 53 54 55 56 57 58 59ဟုတ်ပြီနော်50ရာနေ 59ကဲဒါဆိုရင်ဒါတို့ပြီးတော့ရေဆရာနဲ့တူတူဒါတခါထပ်ပြီးတော့တူတူရွတ်ကြမယ်โอเคစကြမယ်เนาะ50နဲ့59စရွတ်ပါပြီ50 51 52 53 54 55 56 57,58,59ကဲဟုတ်ပြီနော်ကဲဒါဆိုရင်50ရနေ59ဒါတို့တမီးတို့ဒါတော့ပါတယ်ကဲဒါဆိုရင်ဆရာတို့အရှိကိုဆက်ပြီးတော့ခြစ်တက်မယ်ကဲဒီခါ ဟုတ်60ရာနေ69ကဏ္ဍနေเนาะဆိုတော့62 69တဲ့ဒါဆိုရင်အခုနလိုပဲဆရာအရင်ဆုံးကเนาะအရင်ဆုံးအရှိရနေရွတ်ပြမယ်တည်တည်ကြကြဆရာရွတ်ပြတဲ့အတန်ကိုနောက်ထောင်ပါကြပြီเนาะ 60 61 62 63 64 65 66 67 68 69ဟုတ်ပြီเนาะ ကြည့်ဒါဆိုရင်ဆရာတို့ကဒါ62 69 60 69ဒါဆိုရင်ဒါတို့တပီတို့ဆရာနဲ့တူတူလိုက်ရပါနောက်တစ်ခါ Okay ready စပြီနော်60 61 62 63 64 65 66 67 68 69ကဲဟုတ်ပြီ h 大声一点，再来。number 七，比哦，看一下你那 s 手鼓，是 n n 喏，大声一点，seventy sih ano? Hausungin e two, seventy nine。okay. Hausungin 好，大声一点，现在七张呢，一组，数一哦，准备，OK，n sabio o jume, ready，s a i 一，喏，seventy, seventy one, seventy two, seventy three, seventy four, seventy five, seventy six, seventy seven, seventy eight, seventy nine。 ဟုတ်ပြီနော်ဒါဆိုရင်90ကနေ59โอเคဆရာနဲ့တူတူလိုက်ရပါနောက်တစ်ခါโอเค ready စပါပြီနော်ရပ70 71 72 73 74 75 76 77 78 79ဟုတ်ပြီနော်ဒါ90ကနေ59โอเคဒါဆိုရင်ထပ်ပြီးတော့80မယ်ဒီက80ကနေ 89သွားကြရင်မကောင်းလားကဲဒါဆိုရင်ဆရာအရင်ဆုံးစရုပ်ပြီးတော့ရှေ့ရနေဒီစားနားထောင်ပါ80 81 82 83 84 85 86 87 88 89ဟုတ်ပြီเนาะဒါ80ရာနေ89ဒါဆိုရင်ဒါတို့တပီတို့ဆရာနဲ့နောက်တစ်ခေါက်ထပ်ပြီးတော့ จุ่มเองโอเค ready ซาบีเนาะ eighty eighty one eighty two eighty three eighty four eighty five eighty six eighty seven eighty eight eighty nine ဟုတ်ပြီเนาะโอเคဒါဆိုရင်ဆရာတို့နောက်ဆုံးကြံတဲ့တစ်ဖြက်ဖြတ်အောင်ဟောဒီက90ကနေ100 92 100แกเอาบีだそういんเสียอิญซงสายหยุดบีเนาะ90 91 92 93 94 95 96 97 98 99 92, 93, 94, 95, 96, 97, 98, 99. ဟုတ်ပြီနော်ဒါတို့ပြီးတော့ဒီချာချာကြားနော်ဆရာကြီးပြအကဲဒါဆိုရင်နော်ဆရာနဲ့နောက်ဆုံးတစ်ခါထပ်ပြီးတော့တူတူရွကြမယ်โอเค ready စပါပြီနော်90 91 92 93 94 95 96 97 98 99 ဟုတ်ရောကဲဒါဆိုရင်ဆရာတို့ကဏ္ဍနေနောက်ဆုံးမှာ100တရားမှာစုံသွားပါပြီကဲဒါဆိုရင်ဒါတို့သမီးတို့ဒီနေ့မှာ20ရနေတရားထိကဏ္ဍနေအားလုံးเนาะ20 to 100เนาะကဏ္ဍနေအားလုံးကိုဒါတို့သမီးတို့ဆရာနဲ့အတူ English လို့ရွတ်တတ်သွားပြီကဲဒါဆိုရင် ဒီနေ့ lesson ကတော့တော့ဒါရုသမီးတို့20ရက်နေ100အထိ English လို့ဘယ်လိုရအောင်လဲဆိုတာကိုသိရှိသွားပြီလို့ဆရာယူဆပါတယ်။ဒါဆိုရင်ဒါရုသမီးတို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးရုံတွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။